မုံတိုင်းတရင်နဲ့အသက်အန္တရာယ်ရှိရေကြီးရှန်တရင်ကိုတင်ဆက်ပေးပါမယ်။မလို့သားပညာရှင်ဦးဝင်းနိုင်ကတော့မေလာ28ရက်နေ့အိန္ဒိယမလို့သားဌာနထုတ်ပြန်ချက်အရတဲ့နောက်လာမယ့်လေဆင်ရှင်နိုင်အတွင်းမှာဆိုင်ကလုန်းမုံတိုင်းဖြစ်နိုင်ခြေကဟိုက်လို့ဖော်ပြထားကြောင်း ECNWF Cyclone Activity Including Genesis မှာလေ Cyclone မုန်တိုင်းဖြစ်နိုင်ခြေကတရားရခိုင်နှုန်းရှိကြောင်းဖော်ပြထားတာတွေ့ရကြောင်းဦးဝင်းနိုင်ကဆိုထားပေဖြစ်ပါရီဦးဝင်းနိုင်ကစပြီး အိန္ဒိယမိုးလို့သားဌာနရဲ့သုံးသက်ချက်မှာတော့ဣတာထင်ရှားတဲ့လီဖီယာနေရှင်ဝဝယ်မအောင်ဖီအစမှာ depression အောက်ပူကောင်းတဲ့လီဖီယာနေရှင်ဝအစ်တီဖြစ်လာနိုင်ပြီးတော့ cyclone မုန်တိုင်းဖြစ်ပုံမူအကောင်းလာနိုင်ခြေကတော့ကမ်းခြေနဲ့အတော်နီးကပ်နေတာကြောင့်အချိန်မလောက်နိုင်တော့ဘူးလို့သုံးသက်ထားပါရယ်ဒါမေးဒါကသုံးသက်ချက်သာဖြစ်ပြီးတကယ်လက်တွေ့ဖြစ်ပေါ်မှုနဲ့ဟောချနိုင်တယ်ဆိုပြီးတော့ဝန်ထမ်းကဆက်ဆိုပါရယ် ဒီမုန်တိုင်းကအောက်ပူကောင်းလာရင်တော့ဒီမြန်မာနိုင်ငံဘက်မှာအထူးသဖြင့်ရခိုင်ကမ်းရိုးတန်းဒေသတွေအားလုံးမှာမိုးလေပူမှုပြင်းထန်လာနိုင်ကြောင်းမလို့သာပညာရှင်ဝန်ထမ်းကဆိုပါရီယခုမုန်တိုင်းကြီးကြောင်း24နိုင်တွင် မိုးရွာသွန်းနိုင်မှုနဲ့မိုးကြီးလာနိုင်တဲ့နေရာတွေသာအခမ်းအနှံချစ်တွေကတော့ရခိုင်ပြည်နယ်ရောင်းတိုင်းဒေသကြီး AR တိုင်းဒေသကြီးဘူးတိုင်းဒေသကြီးဝေးတိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့လည်းပိုင်းကချင်ပြည်နယ်အောက်ပိုင်း ချင်းပြည်နယ်အောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတတော်လေးကြီးမားဖြစ်တဲ့အတွက်ပြည်သူတွေအခုခေတ်ကနေကြိုတင်ပြင်ဆင်မှုတွေလှုံ့ဆော်ကြဖို့ဦးဝင်းနိုင်ကအသိပေးထားပါရီဘေးလင်းနဲ့ဆက်ဆက်တဲ့ဒေသများမှာလည်းဒီရင်သက်မှာဖြစ်တဲ့အတွက်မိုးကြီးမှုနဲ့တိုက်ဆိုင်ပြီးဆိုရင်တော့ဒီကြီးရှမ်းမှုတွေဖြစ်ပေါ်မှာဖြစ်ပြီးတော့ပြည်သူတွေအသက်အိုးအိမ်မပြတ်စီဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေလှုံ့ဆော်ကြပါဗျာ